တကယ်တမ်းကတော့တောက်ညာမှာဘယ်လိုတောက်ညာမှာလဲလို့ဆိုလို့ချင်းဩငါဒီကနေ့ဒီပါဏာတိပါဒဝေရမဏိအာရိဏဒါနာဝေရမဏိလောက်နေတာလောက်ထားတာဒီပါဏာတိပါဒဝေရမဏိကိုအမြဲတတိယပြီးတာလားဒီမှာပါဏာတိပါဒဝေရမဏိအာရိဏဒါနာဝေရမဏိကိုကိုတတိထားပြီးတာလားဒီပါဏာတိပါဒဝေရမဏိကျူးလွန်နေဆိုရင်ချက်ချင်းပြန်ပြီးပြီးကျူးလွန်နေဆိုရင်ချက်ချင်းပြန်ပြန် တကယ်လို့မကျူးလွန်မိဘူးကျူးလွန်မိဖို့ဒီဥဒေနေတယ်ဆိုရင်တတိယဥဒေနေဆိုတော့ဒေါရထာနေဆိုရင်ဒေါရဥဒေနေပြီပေါ့နော်ဒေါရဆိုရင်သတ်ဖြစ်တော့ပါလေအဲ့လိုဆိုရင်ချက်ချင်းတခါရဲ့အဲ့ဒါကိုဖြက်အဲ့လိုမျိုးလို့လောက်တာကိုတောင်းတောင်းတာကိုဒီလိုဆိုပြောချင်ပါတယ်သီလကိုတောင်းတယ်သီလကိုတောင်းတယ်ချက်သုံးချက်နဲ့တောင်းသီလကိုချက်သုံးချက်နဲ့ဘယ်လိုဆောက်ရမလို့ဆိုရင်သံဃာဝါယာမှာ ယ်မှာထားပြီးတော့ဘယ်လိုဝါယမှာထားမှာတော့သီလပြည့်ရဲ့ဥပ္ပန္နနာဘာမကနာဘာရာယဝါယဘောဆိုရတယ်ပြည့်တဲ့သီလကိုပေရတုတ်ပြပြန်ပြီးအထောက်တရားဒါဥပ္ပန္နနာဘာမကနာဘာရာယဝါယဘောအနုပ္ပန္နနာဘာမကနာအနုပ္ပါဒယဝါယဘောမဖြစ်သေးတဲ့သီလမပြတ်တာဆိုရင်ဒါတော့နေသေးတယ်ဒါမပြတ်သေးတာဆိုရင်သီလမပြတ်အောင်အောက်ကျော် အတော်ဘာမှလေးပါးရတာဒုတိယတစ်ချက်ပေါ့တတိယတစ်ချက်နဲ့ဥပ္ပန္နနာကုသလနာအာအနုပ္ပန္နနာကုသလနာဥပါဒါယဝါပေါ့အဲမမဖြစ်သေးတဲ့ဒီလလုံမဖြစ်သေးတဲ့ဒီလလုံကြုံမှုဆိုရင်ဖြစ်လာတော့တော်ဥပ္ပန္နနာကုသလနာဘယောဘာဝါယဝါယမောလို့ဆိုတယ်ရှိပြီးသွားနေတဲ့ကောင်းနေတဲ့ဒီဒီလတရားလေးဆိုရင်ကောင်းတဲ့ကောင်းပြောင်းတော့တော့ ။ဟောဒီလိုမျိုးလို့တာမဝါယမမဲ့ခင်နဲ့ကိုတိလာကိုတောင်းချောက်နေတာမျိုးလေဖြစ်ရ။ဒါတစ်ချက်တာမဝါယမလေးရှိသေး။တာမတတိကြတော့ဘိုးတော်ကျဲသွားပြီလို့ပြောကြတယ်။တာမတတိကြတော့ဘာဖြစ်လဲ။ဒါငါဒီတိလာကိုမတတ်ဘူးမခိုးဘူးဆိုပြီးတောင်းချောက်နေတာ။ဒီမတတ်ဘူးမခိုးဘူးဆိုပြီးတောင်းချောက်နေတာပါ။တပ်ဖို့ဒီဥတည်တဲ့စိတ်ထားမျိုးဖြစ်တဲ့ကြပါရမျိုးခိုးဖို့ဒီဥတည်နေတဲ့စိတ်ထားမျိုးဖြစ်တဲ့အပိဓာမျိုး ငါဖြစ်လာလားဒီအဘိဓါနဲ့ပြပါတာငါဖြစ်တလားငါဖြစ်တလားလို့ဆိုတာကိုယ့်ရဲ့ကိုယ်လက်လှုပ်ရှားမှုကိုတိထားတယ်ငါလှုပ်ရှားမှုဟာအဘိဓါနဲ့ပြပါတာမပါတဲ့လှုပ်ရှားမှုဟုတ်ကလားငါရဲ့လှုပ်ရှားမှုတွေမှာအဘိဓါနဲ့ပြပါတာတီးနေပြီလားအနည်းဆုံးကိုယ့်အသက်ရှင်မှုလေးမှာငါအသက်ရှင်မှုတွေမှာအဘိဓါနဲ့ပြပါတာတီးနေပြီလားဘုံငါအသက်ရှင်မှုမှာဒီအဘိဓါနဲ့ပြပါတာလွတ်နေရဲ့လားအဲ့လိုမျိုးလို့ ိုယ့်ရဲ့ဒီခံစားမှုမှာငါခံစားမှုဟာဘိသာနဲ့ပြာဝါဒတီးနေတယ်လားငါခံစားမှုမှာဘိသာနဲ့ပြာဝါဒလွတ်နေရဲ့လားတော့ကိုယ့်ရဲ့စိတ်ကူးစိတ်တန်းတွေလဲငါစိတ်ကူးစိတ်တန်းဟာဘိသာနဲ့ပြာဝါဒရဲ့တီးနေတာခံရသလားသို့မဟုတ်ဘိသာနဲ့ပြာဝါဒလွတ်နေတာပဲဖြစ်နေသလားအဲ့ဒါလိုပဲကိုယ့်ရဲ့ကြံတဲ့သဘောတရားတရားရတွေးခေါ်မှုပေါ့ဟိုလဲလုံနေသလားအတော်ကိုပြန်လုံနေသလားလက်သမားလုံနေသလားအားရှိတယ်ပေါ့သို့မဟုတ်သာရေးနေသလားဘာလုံလုံတစ်ခုခုသဘောတရားတရားတိုင်းပါ ငါဗိဒ္ဓနဲ့ပြာဝရတီးနေကြလားတီးပြီးလုံနေတာလားဘာမှမဟုတ်လေဗိဒ္ဓနဲ့ပြာဝရလွတ်ပြီးကြလားအေးဒါမှဟုတ်ကြလားလို့ဆိုတာကိုသူဘာတတိပဌာနာတုတ်တာမှာဟောတယ်တတိပဌာန်၄ချက်ပေါ့အဲ့ဒီတတိပဌာန်၄ချက်နဲ့သူ့ရဲ့တီလာတွေကိုကျိုးပြတ်စေနိုင်တဲ့ဒီအဘိဓါတရားနဲ့ဗျာပါဒတရားကိုသူကနေပြီးတော့စောင့်ကျိုးစောင့်အဲ့လိုကျိုးစောင့်နေတော့တကယ်လို့များသူအသက်ရှူပါပြီ သူတော့ကံနေတဲ့အခါမှာတက်ကျူပဲဒီတက်ကျူတာကတော့ငါတော့ကံနေတဲ့တက်ကျူတဲ့ပုံတရားဒါလို့ရှိရင်ငါဒီမှာဗိဒ္ဓပြာပါဒကတော့တီးနေပြီတော့သူတက်ကျူကိုမေ့နေတယ်တခါတခါကျမှသူတက်ပြင်းချလိုက်တယ်ဟင်းဆိုပြီးတော့အဲ့ဒီတက်ပြင်းချလာဟာတကယ်တော့သူတက်ကျူကိုမေ့နေတာဟာဗိဒ္ဓကြောင့်မေ့ဟမ်ဒါလို့ရှိရင်ငါဒီမှာတော့ဗိဒ္ဓကတော့ဝင်နေပြီဒီဗိဒ္ဓတော့ရှင်တော့မှဆိုတော့ဝိနည်းရလောကီအာတာပိတတိမသံသနာနောနဲ့ဒါလို့ဒီတော့တောင်းအရင်တောင်း တတိပဌာနာတုတ်တာမှာဟောတဲ့အတိုင်းပေါ့ဗျာတကယ်ဒီလိုကဒါကိုသူတတိရပြီလို့ဆိုခြင်းသူ့ကိုပညာနဲ့သင်ပြန်ပေးရတာလားဒီကောင်တော့ထုတ်ပြမှာဆိုတာလားအဲ့လိုမျိုးလို့တတိရဲ့ဝိရိယရဲ့ပညာရဲ့ဒီလိုမျိုးနဲ့ပေါင်းပြီးတာလားတတိနဲ့ဖမ်းလို့မိပြီဆိုရင်ဒါလည်းဝိရိယနဲ့အားထုတ်ပြီးတာလားဒါပညာနဲ့ဒီလိုကသုတ်တင်ပြမှာပေါ့ဒီချက်ကိုအဲ့လိုလောက်တာတော့မေးရင်အဲ့ဒါဟာဒီလိုလောက်တာတော့တောက်မှာကိုယ့်ရဲ့ဒီ အတခုမခိုးဘူးမလိမ့်ဘူးအစားရှိတယ်ထောက်တည်ထားတဲ့တိရကိုကိုတားတောင်းချောက်တာအဲ့လိုတောင်းချောက်ဒါသမာဓိနဲ့တောင်းချောက်ပုံလေးပဲရှိသေးတယ်ဗျာအဲ့တော့သမာဓိနဲ့တောင်းချောက်တာကြတော့ကျူးလည်းမကျူးလုံမိဘူးကျူးလုံမိဖို့ဒီကိုဥတည်ချက်လည်းပဲမပေါ်ဘူးပိဿနဲ့ကောမနတာမလာဘူးဗျာအဲ့တော့ဘာလို့တို့သိဘယ်လိုတောင်းမလို့ဆိုတော့အဲ့ဒီသူကဘယ်လိုတောင်းမလို့တောင်းကြမရှိဘူးလားလို့ဆိုတော့ရှိတယ်ကျူးလုံမိခဲ့ဘူးတဲ့သူတရားရောက်ဖြစ်တယ် သူကြံတွေးကြည့်ပဏာတိပါဒါကိုဝေရမဏိမလုပ်ခဲနဲ့သူကနေကျူးလွန်ပြီအာရိဏဒါနကိုလည်းပဲတခါတရှောင်းခြင်းနဲ့သူကမလုပ်ခဲနဲ့အာရိဏဒါနခိုးတယ်ဆိုကျူးလွန်ပြီတတိကျူးလွန်တော့ဘာဖြစ်တဲ့တုံးပဏာတိပါဒါကျူးလွန်တယ်လို့ဘာဖြစ်တော့အာရိဏဒါနကျူးလွန်လို့ဘာဖြစ်တော့ဆိုတော့ဩပဏာတိပါဒါကျူးလွန်လို့ပါပဏာတိပါဒါကျူးလွန်တဲ့အတွက်သူလူတတမဖြစ်တာပဲအာရိဏဒါနကံကျူးလွန်တဲ့သူကဩအာရိဏဒါနကံကျူးလွန်တော့သူအားဖြင့်တခိုးဖြစ်တာပဲ အဲဒီသခိုးတို့လူသားသမားတို့ဟာခိုးဖို့တိတ်ကူရလဲနောက်ဝင်ရပါတော့တတ်ဖို့တိတ်ကူရလဲဝင်ရပါပဲလက်ကရင်းနေတော့ပမာပြောပေါ့အဲ့တော့အဲ့လိုမျိုးလို့ခိုးဖို့တတ်ဖို့တိတ်ကူဝင်ရင်တော့လည်းပဲနောက်ထပ်လည်းခိုးမိပါပဲတတ်မိပါပဲကံတစ်ခုပြန်ရောက်ပါအဲ့လိုခိုးပြီးတတ်မိတော့လည်းပဲတခိုးတို့လူသားသမားတို့ပြန်ဖြစ်ပါပဲဒီကောင်ကတော့ဒီဘဝမကျွတ်တော့ဘူးဘယ်လိုမကျွတ်တော့ရင်တော့ဒီကောင်တခိုးလို့ပဲသူရမြင်ကြတော့အာလူသားသမားလို့ပဲသူရမြင်ကြတော့တာ အဲ့လိုမြင်တော့ဒီသူဟာဘာဖြစ်တော့ဒီသူကိုလူရက်နေတုံးကြသေးလားမတုံးကြတော့ဘူးလားအာဒီသူတုံးလို့မကောင်းတော့တဲ့သူအတုံးမကြဘူးနိဒာယမရှိတဲ့သူအနတ္တပေါ့အဲ့ဒီကောင်ရဲ့နိဒာယမရှိဖို့လက္ခဏာကိုသူသင်ကြားတာမှမဟုတ်လေအဲ့ဒီကောင်ရဲ့ပြည့်စည်နေတဲ့အကောင်ဒီကောင်ကတော့တိုးတက်တဲ့အကောင်မဟုတ်ဘူးလို့ဒီလိုမြင်နေဆိုရင်တော့ဒါအနိစ္စလက္ခဏာဒီအကောင်ရဲ့အနိစ္စလက္ခဏာအဲ့လိုမြင်တော့ဒီအနိစ္စလက္ခဏာကိုရှုတာဟာဒီလိုတော့တမားတည်းပဲ ဒါမှမဟုတ်လို့ရှင်လဲအာဒီကောင်ကတော့သိုးရတဲ့အကောင်ကောင်ကောင်းမွန်တဲ့အကောင်မဟုတ်ဘူးအဲသိုးရတဲ့အကောင်မြင်တာကဒုက္ခလက္ခဏာမြင်တာလို့ပြောဒီလက္ခဏာ၃ချက်ထဲကလက္ခဏာ၃ချက်ထဲဘိုးဘိုးလက်ရှိရှိမှာဗျာ၃ချက်ထဲရော့ရော့လက်ရှိရှင်ပေါ့တစ်ချက်ချက်ကိုသူအောက်မရသင်ကျင်ရမယ်မိမြောင်သူသင်ရမယ်အဲ့ဒီသင်ကျင်တာကိုဘာပြောမလဲဆိုတော့တံသွင်းတာတံပွားတာလို့ပြောဘာကံလုံးလို့မေးတော့လက္ခဏာတွေကိုကတ်ရှုတဲ့သာဖြစ်တဲ့အတွက်လက္ခဏုပါနေဌာနာကံလို့ပြောပြောပါဘူးဒါလည်းဟုတ်တယ်ကံ အဲဒီလိုလက္ခဏုပနိဒါနဆံကဘာလို့တာလို့မေးသီလတွေကိုကိုအရင်ကထားပြီးသူရှုအဲဒီလိုသီလတွေကိုကိုအရင်ကထားပြီးရှုနေတော့ဒီဇံကပထမဇံဖြစ်တဲ့ဝိတ္တဝိတ္တရာပိတိဒုက္ခဧကဂရဏနဲ့မကပဲဒုတိယဇံတတိယဇံသရုဒ္ဓဇံဤတက်တက်သွားပြီးဝိတ္တဒီမလို့တော့ဝိသရာဒီမလို့တော့ပိတိဒီနောက်ဆုံးတော့ဒုက္ခတွေတော့မလို့တော့ပဲနဲ့ဥပ္ပခဧကဂရထာဆိုတာပြောတော့ဒီရောက်ဘူးဆိုတဲ့အကြံတော့ဒါလဲသူ့ဗျာရောက်တာပေါ့ဗျာအဲဒီလိုရောက်တော့ဥပ္ပခဧကဂရထာလောက်ဆိုအတော်တီးသွားပြီဆိုတော့ ဒီဇာန်ကနေပြီးအပင်ကြီးကဝင်ပြီဗျာအပင်ကြီးကဝင်ပြီဆိုရင်အခုလိုမျိုးလိုခိုးတဲ့သူဟာဘာကြောင့်ခိုးတာပါလဲဟောအခုလိုမျိုးလိုခိုးတဲ့သူဟာသူသိတဲ့ကကြီးလိုခိုးတာပေါ့သူကအပင်ကြီးဝင်လာသူကသူသိလာဒီသိတဲ့ကဘာလို့ဖြစ်တာပါလဲဟာဒီသိတဲ့ကဝိပ္ပရှိလို့ပေါ့အတိဝိဇ္ဇာကဘာလို့ဖြစ်တာပါလဲသူကပရိသတ်တော်ဘာပြောင်းပြန်လှဲ့နေပြီသူကဥဒ္ဒံတော်တာလှဲ့နေပြီပေါ့ဗျာ အဲ့လိုမျိုးလို့လဲတော့ဟောသူအဖေညင်ပေါက်ပြောအဲ့လိုပဲညင်ပေါက်တော့ကံနေကုန်အကုန်တိနေပြီသူလုတ်ခဲ့ဦးတဲ့ကံနေကိုဒီကံနေကိုရောက်လာအောင်အကြောင်းနေဟာဘာတွေဘာတွေဖြစ်တယ်လို့ဆိုတဲ့အကြောင်းမျိုးပေါ့ဗျာအကုန်တိတကယ်တော့လူသိုးဆိုတဲ့သူတွေဟာလည်းပဲမွေးလာတော့လူသိုးမဟုတ်ဘူးဗျာအဲ့လိုတစ်ခုကနေတစ်ခုဆက်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 ပြီးကြလားနောက်ဆုံးပြီးတော့ပြန်နှုတ်လို့မရတဲ့အချိန်ကြီးလူသိုးဖြစ်သွားတာအဲအဲ့လိုမျိုးလို့ဒါသူ့အဖြစ်တွေကိုအကုန်ပြန်ပြီးတော့ကြည့်လိုက်တော့ ။အဲဒီတော့ညီကလေးအနေထားတော့ကစတူကလာဖြစ်ပြီးရောက်။အဲဒီတော့ဒုက္ခနဲ့အကုန်လုံးမြင်ပြီလို့ဆိုတော့ဟောပုပ္ပိနိဗ္ဗာန်တော့တည်ညာရပြီ။သူ့ဘက်ကအကုန်လုံးမြင်တော့သူ့ရဲ့အကောင်ကြီးဖြစ်တဲ့ဒိဗ္ဗသက္ခုအကောင်ကြီးကိုမြင်တဲ့ဒိဗ္ဗသက္ခုဖြစ်ပြီ။အဲဒီလိုဒိဗ္ဗသက္ခုဖြစ်လို့ဘုရားနိဗ္ဗာန်တော့တည်လည်းပဲဖြစ်လို့ဖြစ်ပြီးသူဆိုတော့ကံနဲ့ဝိဘက်တွေတည်ပြီဆိုတဲ့အခါကျတော့ဒီကံနဲ့ဒီဝိဘက်တွေပေါ်မှာသူအာလယလို့လားတောင်းတာလားသူ့မှာမရှိတော့ဘူးညီငွေတိတ်ပြတ်တာလားဖြစ်တော့ဟောအာတဝဆရာလည်းဖြစ်ပြီပေါ့ဗျာ ဲလို့ညံသုံးခုပေါက်တဲ့အင်ဒီကိုကဘိညင်းနေပေါက်တယ်ဗျာဒီဘိညင်းနေပေါက်တဲ့အခါကျတော့ဟောပညာဝင်ကြီးကိုကအဲလိုနီလာအချင်းဒီလာကိုဒီလိုတော့ဆေးကြောကြပါဒီလာကိုတောင်းလျှောက်ကြပါဒါနဲ့ဒီလိုတော့ဒီလာဆောင်းနေတယ်ဆိုတာဗန္နတိဗဒဝေရမဏီလို့ထူတာမျှပဲဖြစ်အာရဏဒနာဝေရမဏီလို့ထူတာမျှပဲဖြစ်ကဲလိုဝင်လေးရှုလိုက်ပြီလို့ဆိုတော့ဆက်လေးလေးပေါ်မှာစိတ်တည်နေပြီဝင်လေးလေးပေါ်မှာစိတ်တည်နေပြီဆက်လေးနဲ့ဝင်လေးကလွဲလို့ဘာမှစိတ်ကူး မရှိတော့ဘူးမရတော့ဘူးလို့ဆိုတော့ဘယ်လိုဒီလာနဲ့ကျင်ကျင်နိုင်သေးတော့လဲလို့ပြောရမှာပေါ့ဗျာ